င်္ဂလာညချမ်းလေးပါရှင်။နိုဝင်ဘာလ6ရက်နေ့အတွက်မြို့တော်ရဲ့နေ့စဉ်သတင်းလေးကိုတင်ဆက်ပေးပါမယ်။ကျမတို့ရင်လဲ့လဲ့ထုံးမှာဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့အရွက်ဝဲထွက်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေတိုက်ခိုက်ခံရပြီးစစ်တပ်ဘက်မှ2ဦးသေဆုံးတာတဦးထိခိုက်ဒဏ်ရာရတဲ့သတင်း။ဝလာမြို့နယ်မှာလေထဲရေသွင်းနေတဲ့ရွာသားတွေကိုစစ်ကောင်စီကတနက်နဲ့တလက်ဆက်ပစ်ခတ်လို့တဦးသေဆုံးတာနှစ်ဦးပြင်းထန်ဒဏ်ရာရတဲ့သတင်း။ တနက်အတုကင်ကပြည်သူတွေကိုချင်းချောင်းနေတဲ့ရက်ကွက်အုပ်ချုပ်ရေးမှုနဲ့တတ်တော်ဆောင်တူပြစ်ခတ်ရှင်းလင်းခံရတဲ့တဲ့င်။နေပြည်တော်ဒုက္ခတော်ဝင်အိယာတိုက်ခန်းအမှုဘော်ကအမျိုးသားတူပြုတ်ကြတဲ့တဲ့င်။ကမ္မမျိုးရင်းသားရေးဆက်ခန်းကိုတော်လရေးတပ်ဖွဲ့တွေကဒုတိယအကြိမ်သိမ်းနေပြီးမျိုးကိုပါထိုးစစ်ပြင်နေလို့စစ်ကောင်မရှင်အပြင်းထန်ခုခံနေရတဲ့တဲ့င်။ပန်းတကူကောက်တာရဲကြီးနေသူကားတိုက်ခံရပြီးသေဆုံးတဲ့တဲ့င်။ ပြည်မျိုးမှာစစ်မှုထမ်းအတွက်ဆင့်ခေါ်စာပို့ပြီးစစ်မှုထမ်းဆေးလုံမှာဖြစ်ခါမဲပေါက်တဲ့သူနေမှာမရှိပါကအေးအေးယူခံရနိုင်ပြီးမိသားစုကလူအစားထိုးချပေးရမယ်လို့ဆိုတဲ့တဲ့ပြည်သူ့လုံးပါတီအမလောင်းအိမ်ကြက်ဝင်ခိုးတဲ့သူကို အမလောင်းနဲ့တားဖြစ်သူကရိုင်းနှက်လို့တိတ်ဆုံးတဲ့တဲ့အသက်၁၂နှစ်အရွယ်ထိုင်းမင်းကလေးကိုလူကုန်ကူးမှုနဲ့တန်တရားရှိသူကိုတိုးချိုမှာဖမ်းဆီးတဲ့တဲ့အဆရှိတဲ့တဲ့တွေကိုတင်ဆက်ပေးပါမယ်ရှင် ထမဆုံးသတင်းတစ်ပုဒ်အနေနဲ့အရက်ဘွယ်ထွက်လာတဲ့စစ်ကောမရှင်တပ်ဖွဲ့ဝင်တွေတိုက်ခိုက်ခံပြီးစစ်တပ်ဖက်မှ2ဦးသေဆုံးက1ဦးထိခိုက်ဒဏ်ရာရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မန္တလေးတိုင်းမြင်းညံခရိုင်ငဇိုမြို့နယ်မှာနွေမာလာ၄ရက်နေ့မနက်7:00နာရီဝန်းကျင်ခန့်ကအာနာသိန်းစစ်တပ်တပ်ဖွဲ့ဝင်တွေတိုက်ခိုက်ခံရပြီးစစ်တပ်ဖက်မှ2ဦးသေဆုံးပြီး1ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Special တပ်ဖွဲ့ငဇိုကထုတ်ပြန်ထားပါတယ်။ငဇိုမြို့နယ်မြို့သားအရှိရွာမြို့သားဈေးမြောက်ဖက်လန်တိုင်း အနောက်ဘက်ကိုအရက်ဝဲထွက်လာတဲ့အာနာသိန်းစစ်တပ်တပ်ဖွဲ့ဝင်၃ခုတော်လိုင်းတပ်ဖွဲ့တွေကအသင်းဆောင်ပြီးတိုက်ခိုက်ခဲ့တာလို့သိရှိရပါတယ်စစ်တပ်တပ်ဖွဲ့ဝင်တွေကိုမီတာ၂၀အကွာမှာတိုက်ခိုက်ခဲ့ရာနှုတ်ဦးသိဆုံးပြီးတအူးမှဒဏ်ရာရင်းနဲ့ထွက်ပြေးသွားခဲ့ကစစ်တပ်ဖက်မှအင်အားအများအပြားနဲ့ထိုးစစ်ဆင်လာတာကြောင့်တော်လိုင်းတပ်ဖွဲ့တွေကအထီးအခိုင်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရှိရပါတယ်အဆိုပါတိုက်ခိုက်မှုကို Special Task Force ငဇုံမှတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရှိရပါတယ် ဂဇိုမြို့နယ်အတွင်းမှာတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီးအထိနာနေတဲ့အာနာသိန်းစစ်တပ်တပ်ဖွဲ့ဝင်တွေကပြည်သူတွေကိုပြစ်မှတ်ထားကလေကြောင်းတိုက်ခိုက်တာတွေအပြင်လက်နက်ကြီးနဲ့ရန်တမ်းပစ်ခတ်တာတွေလည်းရှိတယ်လို့သိရှိရပါတယ်။ပြီးခဲ့တဲ့ဇူလိုင်လ3ရက်နေ့ကလည်းစုံရွာနဲ့ဂဇိုမြို့နယ်ရှိငမားကြီးရဲစခန်းကိုရိတ်ခါပို့ရင်တပ်အချင်းအပြောင်းပြုလုပ်ဖို့လာတယ်။စစ်ကား၅စီးနဲ့အင်အား၁၄၀ခန့်ပါစစ်ကြောင်းကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကတရက်ဦးနဲ့စီမီကုန်လမ်းပိုင်းမှာကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဖက်မှ30ဦးခန့်သေဆုံးခဲ့တယ်လို့စုံစမ်းသိရှိရပါတယ်ရှင်။ဒုတိယသတင်းတစ်ပုဒ်အနေနဲ့ဝက်လက်မြို့နယ်မှာလယ်ထဲရေသွေးနေတဲ့ရွာသားတွေကိုစစ်ကောင်မရှင်ကတနက်နဲ့ဒလဆက်ပစ်ခတ်လို့တအူးသေဆုံးက2ဦးပြင်းထန်ဒဏ်ရာရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။စကိုင်းတိုင်းဝက်လက်မြို့နယ်လှထွေကြီးရွာမှာစစ်ကြောင်းထိုးလာတဲ့စစ်ကောင်မရှင်တပ်ကစစ်တပ်နဲ့ပြစ်ခတ်ခဲ့လို့လယ်ထဲမှာအိတ်နေတဲ့အမျိုးသားတအူးသေဆုံးပြီး2ဦးလက်ပြတ်ခါ ပြင်းထန်တဲ့အရာရှိခဲ့တယ်လို့သိရှိရပါတယ်။နိုဝင်ဘာလ၄ရက်နေ့မနက်အစောပိုင်းကဆရာရွာဘက်ကနေစစ်ကြောင်းထိုးလာတဲ့အင်အား90ဝန်းကျင်ပါတဲ့စစ်ကောင်စီတပ်ကလာထွေးရွာအနာကလက်တဲထဲမှာအိတ်နေတဲ့အမျိုးသား၃ဦးကိုပြစ်ခတ်ခဲ့တာလို့သိရှိရပါတယ်။ဆရာကနေစစ်ကြောင်းထိုးလာတာလာထွေးရွာအပြင်ဘက်ကလက်တဲထဲမှာအိတ်နေတဲ့ရွာသား၃ယောက်ကို၁၇နှစ်နဲ့ပြစ်တာသူတို့ကလက်တဲရေသွင်းတဲ့သူတွေပါ။ တညာလုံးရည်သွင်းပြီးမှမနဲ့ကြပြင်းမှန်းလို့လဲတဲတဲ့အိမ်နေကြတာလို့ဒေသခံတအူးကပြောဆိုထားပါတယ်။လဲတဲ့ကိုရည်စက်နဲ့ညာပိုင်းရည်သွင်းပြီးမနဲ့ပိုင်းတဲတဲမှာအိမ်နေတဲ့အမျိုးသားတအူးကိုစက်တနက်နဲ့ဒလဲဆက်ပြစ်ခတ်ခဲ့တာကြောင့်တဲပေါ်မှာအိမ်နေတဲ့အမျိုးသားတိတ်ဆုံးပြီးကြံအမျိုးသားနှစ်ဦးမှာလက်မောင်းပြတ်ထွက်ကြီးမှန်တန်ရာတွေနဲ့ရွာကိုထွက်ပြေးလာကြရတယ်လို့သိရှိရပါတယ်။ရမ်းပြစ်သွားတာတယောက်ကလက်ပြတ်သွားတယ်တယောက်ကလက်နဲ့ပေါင်မှန်တော့မပြေးနိုင်ဘူး။အဲနားမှာလဲနေတာ။ တဲတဲကလူကတိတ်သွားတယ်။ပြစ်တဲ့အတန်ကိုတရွာလုံးကြားလိုက်တယ်လို့ဒေသခံတအုပ်ကပြောဆိုထားပါတယ်။စစ်ကောင်မရှိစစ်ကြောင်းကြောင့်သခိုင်းမြို့နယ်နဲ့ဝက်လက်မြို့နယ်တွေကထုံးမူရွာသားကြီးတရက်ကြီးကန်ထူးတထေကုံတကောင်းတောင်ဖျားပြန်ပြွန်ဦးမောက်ကလေးလဲဦးကြီးရွှေသာကိုကိုစု တရုတ်ကြီးတပြောက်ကုံ ရင်းမတော်ရွာတော်စတဲ့ကြီးရွာတွေကဒေသခံတွေထွက်ပြေးတိတ်ဆောင်နေကြပြီးမနေ့ကမနက်ပိုင်းမှာရွာသားကြီးကြီးရွာကိုစစ်ကြောင်းရောက်ရှိနေတယ်လို့သိရှိရပါတယ်ရှင်။တတိယသတင်းတစ်ပုဒ်အနေနဲ့တနက်အတုကင်ကပြည်သူတွေကိုချိန်ချောက်နေတဲ့ရက်ွက်အုပ်ချုပ်ရေးမှုနဲ့တပ်တော်ဆောင်တအူပြစ်ခတ်ရှင်းလင်းခံရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။တနင်္သာရီတိုင်းပလောမြို့နယ်အမှတ်လေးရက်ွက်အုပ်ချုပ်ရေးမှုနယ်တပ်တော်ဆောင်တအူကိုဘိတ်ခရိုင်အမှတ်၁တရင်နဲ့ KNDO အမျိုးသားကာကွယ်ရေးတပ်ဖွဲ့တို့ကပြစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ဘိတ်ခရိုင်တရင်တစ်ကသတင်းထုတ်ပြန်ထားပါရယ်ပြီးခဲ့တဲ့အော်တိုဘာလ23ရက်နေ့မနက်7:00နာရီအချိန်ခန့်ကပလောမြို့နယ်အမှတ်လေးရပ်ကွက်ကအုတ်ချိုရည်မှုဆိုးဝင်နေစစ်မှုထမ်းတပ်တော်ဆောင်တအူးကိုဆိုင်ကဲနဲ့သွာလာနေစဉ်ပြစ်ခတ်တိုက်ခိုက်ခဲ့ရာနေရာမှာတဲ့နှစ်ဦးစလုံးပွဲချင်းပြီးတေဆုံးခဲ့တယ်လို့သိရှိရပါရယ်အဆိုပါစစ်ကောက်မရှိလောက်ခံအုတ်ချိုရည်မှုနဲ့သူ့ရဲ့လက်ပါစီတအူးဟာပြည်သူတွေအပေါ်လက်နက်အတုတွေအသုံးပြုကငွေညစ်ချင်းချောက်တာတွေနိုင်ထပ်စီနင်းပြုတ်မှုတာတွေမကြာခဏလှုပ်ဆောင်ခဲ့ပြီး မပြုတ်လို့ရအချိန်ချိန်တားမြစ်သတိပေးပေးမယ်လိုက်နာခြင်းမရှိတာကြောင့်အခုလိုပြစ်ခတ်ရှင်းလင်းခဲ့တာဖြစ်တယ်လို့ဗိခရံအမှတ်၁တရရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်အဆိုပါတိုက်ခိုက်မှုကြောင့်တီးဆုံးသွားတဲ့စစ်ကောမရှင်လာအုပ်ခန်းတွေထမှာ AK47 rifle တလက်ကြီးပေါက်တစ်ခု9.6နှစ်ကြီး9တောင်းကလေးကစားစရာပစ္စတိုတလက်ကလေးကစားစရာလက်ပစ်ဗုံးနှလုံးနဲ့ vivo phone အဆုပ်တစ်လုံးတို့ကိုတိုက်စီးရမိခဲ့တယ်လို့သိရှိရပါတယ်ရှင် နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့နေပြည်တော်ဒုက္ခတော်ဝင်အင်အားတိုက်ခန်းအမှုဘော်ကအမျိုးသားတပ်ဦးပြုတ်ကျတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။နေပြည်တော်ဒုက္ခတော်ဝင်အင်အားရှိတိုက်ခန်းတစ်ခုရဲ့ခမိုးအပေါ်ကအမျိုးသားတပ်ဦးပြုတ်ကျခဲ့လို့ထိခိုက်ဒဏ်ရာရရှိတဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့တယ်လို့သိရှိရပါတယ်။နွေမာလာ9ရက်နေ့မနေ့ကမနေ့ပိုင်းကဒုက္ခတော်ဝင်အရာတိုက်ခန်းအမှုပေါ်ရှိရေတိုင်ကီမှာရေရှိမရှိတက်ကြရာကခြေချော်ကြခဲ့တာဖြစ်ပြီးပထမတက်ဆန်းရှိတ်ကတစ်စင်းမြေပေါ်ကိုပြုတ်ကျခဲ့တာဖြစ်တယ်လို့သိရှိရပါတယ် အဲ့ဒီလိုပြုတ်ကြခဲ့တာကြောင့်ညနာနဲ့ဦးကောင်းလုံးမှာထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနေပြည်တော်ကရင်တထောင်ဆေးရုံကြီးကိုပို့ဆောင်ခဲ့ရတယ်လို့သိရှိရပါတယ်။ရေရှိမရှိတက်ကြည့်ရင်ကပြုတ်ကြတယ်ပြောတယ်။တော်သေးတယ်ပထမတက်ကဆန်းရှိတ်ခံသွားလို့ညီပြေမော်တိုက်ရဲမကြတာညနာနဲ့ဦးကောင်းတော့ဒဏ်ရာရသွားတယ်။လောလောဆယ်တော့ကရင်တထောင်ဆေးရုံကြီးကိုပို့ထားတယ်ကြားတယ်လို့အဲ့ဒီတက်အမီးနားမှာနေထိုင်သူတဝူးကပြောဆိုထားပါတယ်။ အဆိုပါတိုက်ခန်းဒီမှာလုံခြုံရေးအရာတော်၎င်းကလင်းငယ်များတက်ရောက်စော်ကစားစဉ်ပြုတ်ကျောက်မှုအန္တရာယ်မဖြစ်စေရအတွက်တော်၎င်းတကားအားတောက်ခတ်ပေးထားပြီးတိုက်တာဝန်ခံတိုက်မှုတွေကထိမ့်သိမ်းဆောင်ရွက်ပေးစီလိုကြောင်းဒုက္ခတော်ဝင်လူငယ်ဂရုကနေတဆင့် post တင်ရေးသားခဲ့မှုကြောင်းလည်းသိရှိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကမ္မမြို့ရေနသာရေစခန်းကိုတော်လိုင်းရေးတပ်ဖွဲ့ကဒုတိယအကြိမ်သိမ်းနေပြီး မြို့ကိုပါထူးဆစ်ပြင်နေလို့စစ်ကောင်မရှင်အပြင်းထန်ခုခံနေရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။မကွေတိုင်းတရက်ခရိုင်ကမ္မမြို့ရင်နတာတိုက်နယ်ရဲစခန်းကိုဒုတိယအကြိမ်တိုက်ခိုက်နေပြီးမြို့ပေါ်ကိုပါထူးဆစ်ဆင်လာလို့စစ်ကောင်မရှင်အပြင်းထန်ခုခံနေရကဂျက်ဖိုက်တာနဲ့ဒရုန်းတွေပါပြန်ဝဲနေပြီးကမ္မမြို့ပေါ်အဝေးအထွက်တွေနဲ့ကျောင်းတွေအယုံတွေပါပိတ်ထားရတယ်လို့သိရှိရပါတယ်။နိုဝင်ဘာလ6ရက်နေ့ဒီကနေ့မနက်4:00ခန်းကစတင်ကတိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး ရင်းနှီးသားရေးစခန်းကိုဒုတိယအကြိမ်ဝင်ရောက်စီးနင်းခံရတာလို့သိရှိရပါတယ်။နိုဝင်ဘာလ၄ရက်နေ့ညပိုင်းကစတင်ကရင်းနှီးသားတိုက်နယ်ရေးစခန်းရဲ့ရွာတဝိုက်ကိုတော်လှန်ရေးတပ်တွေကပိတ်ဆို့ထားတယ်လို့သိရှိရပြီးအဲ့ဒီညကလေးကရင်းနှီးသားရေးစခန်းတွေကနေလက်နက်ကြီးလက်နက်ငယ်တွေနဲ့ရန်တမ်းပစ်ခတ်တာရှိခဲ့ပြီးဒီကနေ့မနက်ပိုင်းမှာဒုတိယအကြိမ်တော်လှန်ရေးတပ်တွေရဲ့ပိတ်ဆို့တိုက်ခိုက်တာကိုခံနေရတယ်လို့သိရှိရပါတယ်။မနက်၄နာရီလောက်ကစဖြစ်တာအခုမနက်9နာရီလောက်မှာဂျက်ဖိုက်တာဝေးတယ်။ ရဲစခန်းကိုလက်နက်ကြီးကြားတယ်။ပဇင်းနဲ့ရွာကိုလည်းလက်နက်ကြီးတွေကြားတယ်။တဝုံဝုံပဲ။ဂျက်ဖိုက်တာကကျဲတာတော့အခုမနက်ထိမရှိသေးဘူး။ပဇင်းနဲ့ရွာမှာတက်ကနောက်ဆုတ်ပြီးအထိုင်စခန်းချတယ်။မြို့ကိုကာနေတဲ့အနေအထားပေါ့။တိုက်ပွဲကရင်းနှသာတိုက်နေတယ်မဟုတ်ဘူး။ပဇင်းနဲ့ရွာနာအထိဖြစ်နေတာ။နှစ်ခုခွဲပြီးတိုက်နေတဲ့ပုံပဲ။အခုမနက်၈ခွဲလောက်မှာတိုက်ပွဲကငြိမ်သွားတယ်လို့ဒေသခံတအူးကပြောဆိုထားပါတယ်။အဲ့ဒီတိုက်ပွဲကြောင့်ကံမမျိုးပေါ်ကစစ်ကောင်မရှင်ရုံးနေတဲ့စာတင်ချောင်းတွေအေးပေါ်ပိတ်လိုက်ရပြီး မြို့ကိုပါပိတ်ထားတယ်လို့သိရှိရပါတယ်။မြို့ထဲလည်းဈေးကုန်ကားတွေပိတ်လိုက်ပြီးအဝင်အထွက်မရတော့ဘူး။နှစ်ဖက်အကြအဆုံးရှိတယ်။ရွာလေးမှာအိမ်တွေကမထွက်ရဲကြဘူးပြည်သူတွေပိတ်မိနေတာအယံများတယ်အဓိကပိတ်မိတာတော့ရင်းနသားရွာနန်းကရွာတွေမင်းတဲအုတ်ရှိကုံတင်းငုတ်တထောင်းအုတ်ပုံပစင်းနဲ့ရွှေတော်နဲ့အနားတဝိုက်ကရွာတွေပိတ်မိနေတယ်လို့ဒေသခံတဝူကပြောဆိုထားပါတယ်မနေ့၈နှစ်ခွဲလောက်မှာတိုက်ပွဲတွေငြိမ်သွားတယ်လို့သိရှိရပြီး စစ်ကောက်မရှင်ဘက်မှတရဲမျိုးကစစ်ကူပို့ထားတာရှိနေပြီးကံမမျိုးမကြဖို့ခန်းစည်းပြင်ထားတယ်လို့သိရှိရပါတယ်။နေ့လယ်တနားခန့်မှာအုပ်ပုံကြီးရွာကိုစစ်ကောက်မရှင်ကတောင်တီးရွာအနီးကတောင်တော်ဖျားဘော်ကနေလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့်နေနှလုံးမိလောင်ပြီးအရက်သားထိခိုက်တိတ်ဆုံးမှုတွေရှိခဲ့တယ်လို့သိရှိရပါတယ်။တော်လိုင်းတက်တေဟာမနက်ပိုင်းရှစ်ခွဲခန့်ကစာကတိုက်ပွဲပြီးဆုံးထွက်ခွာသွားပေမဲ့စစ်ကောက်မရှင်ဘက်ကရွာတွေကိုလက်နက်ကြီးနဲ့ပစ်ခတ်နေစေလို့သိရှိရပြီး တိုက်ပွဲအတွင်အရသာထိခိုက်တိုက်ဆုံမှုတွေရှိနိုင်ပြီးအရေးအတွက်အတိအကျကိုတော့မသိရသေးပါဘူးရင်းနသာတိုက်နယ်ရဲစခန်းဟာ2025ခုနှစ်မေလလောက်ကပထမအကြိမ်ဝင်ရောက်စီးနင်းမိရှုခံခဲ့ရပူပြီးတက်ကြတဦးတုံပန်းအဖြစ်ဖမ်းဆီးခံခဲ့ရကရင်းနသာစခန်းမှုအဖြစ်တာဝန်ကျတဲ့ဒူရဲအုပ်မြတ်တေအောင်ကိုလည်းစစ်ကော်မရှင်ကစခန်းကြားတဲ့အတွက်ထောင်နှံနှိရှေချမှတ်ခဲ့ပါသေးတယ်ရှင် နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ပန်းတကူကောက်တာရဲကြီးနေသူကားတိုက်ခံရပြီးသေဆုံးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ရခုံတိုင်းဒေသကြီးတာကီတာမြို့နယ်မှာနွေမာလာ9ရက်နေ့ညပိုင်းကပန်းတကူကောက်သူတွေကိုလမ်းမကရဲကြီးနေတဲ့အမျိုးသမီးတယောက်ကားတိုက်ခံရပြီးသေဆုံးသွားတယ်လို့ရှင်းတန်ရေးကူညီမှုအသင်းထံကနေစုံစမ်းသိရှိရပါတယ်။နွေမာလာ9ရက်နေ့ည9နာရီခွဲဝန်းကျင်အချိန်ကတာကီတာမြို့နယ်ရှုကင်းသာလမ်းမကြီး34ရပ်ကွက်73ကက်ဆိုင်ရှိမှာ လမ်းအလဲကပတ်တကူအဖြစ်ပတ်စံနေပြစ်ချတာကိုလိုက်ကောက်နေတဲ့လူစုကိုရှောင်လိုက်တဲ့ကားကလမ်းမေးမှာရက်နေတဲ့သူကိုတိုက်မိမှုဖြစ်ပွားခဲ့တာလို့သိရှိရပါတယ်။ယင်တိုက်ခံရတဲ့အမျိုးသမီးကိုရှင်တန်ရေးကူညီမှုအသင်းကယင်နေရန်ကုန်ပြည်သူ့စေယုံကြီးကိုပို့ဆောင်ခဲ့ရာစေယုံအရောက်မှာတိတ်ဆုံးသွားခဲ့တာဖြစ်ပြီးကားနဲ့တိုက်သွားတဲ့ရင်မောင်းကားတို့ထွက်ပြေးသွားတယ်လို့သိရှိရပါတယ်။ဒါအပြင်နိုဝင်ဘာလ၄ရက်နေ့တစားမုံလာပြည်ညာကလည်း ရန်ကုန်နဲ့နေပြည်တော်ရှိလမ်းမတွေပေါ်မှာကားပေါ်ကနေပန်တကူအဖြစ်ပတ်စံတွေပစ်ချတာကိုလိုက်လံကြောက်ယူကြရင်ရင်တိုက်မှုတွေဖြစ်ပွားခဲ့ပြီးထိခိုက်ဒဏ်ရာရရှိသူ15ယောက်ရှိတယ်လို့လူမှုကွန်ရက်အသင်းတွေထံကနေစုံစမ်းသိရှိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ပြည်မြို့မှာစစ်မှုထမ်းစင့်ခေါ်စာပို့ပြီးစစ်မှုထမ်းဆေးလုံးမှာဖြစ်ကမဲပေါက်တဲ့သူနေမှာ မရှိပါကအေးအေးယူခံရမှာဖြစ်ပြီးမိသားစုကလူစားလို့ရှာပေးရမယ်လို့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ ဘကိုတိုင်ပြည်မြို့နယ်မှာစစ်မှုထမ်းအတွက်မဲနိုင်ခါမဲပေါက်တဲ့သူကိုစိတ်ခေါ်စားနဲ့ခေါ်ပြီးစစ်မှုထမ်းမှာဖြစ်ခါပြည်ပထွက်ခွာတာနဲ့နေမှာမရှိတဲ့သူဖြစ်ပါကမိသားစုကအစာထိုးလူရှာပေးရမှာလို့သိရှိရပါတယ်။ပြီးခဲ့တဲ့စစ်မှုထမ်းအပတ်စဉ်၁၈အထိရက်ွက်ကြီးပါတွေနဲ့လမ်းသွားလမ်းလာတွေကိုကြုံတယ်လို့ပေါ်တာဆွဲငွေကြေးနဲ့ရွေးခိုင်းတာလူစားထိုးတာတွေလုပ်ခဲ့တဲ့စစ်ကော်မရှင်ကအခုတခါပုံစံတစ်မျိုးနဲ့စစ်မှုထမ်းဈေးကွက်တစ်ခုဖော်ဆောင်နေတာလို့သိရှိရပါတယ်။ အရင်ကတမျိုးနယ်ကိုလူ20တစ်ခါတစ်ခါ25ရောက်ပေးရတာမှာသူတို့ကိုငွေရှာပေးတဲ့ရက်ွက်တွေအတွက်လူအစားထိုးဖို့သူတို့ဘာသာကြုံတဲ့သူကိုပေါ်တာဆွဲပြီးအစားထိုးထည့်ပေးကြတာအခုကမရတော့ဘူးရက်ွက်တွေလည်းကမဲပေါက်တဲ့သူလိုက်ရတော့မယ်အိမ်မှာမရှိရင်မိသားစုကိုအရေးယူမယ်လို့ပြည်ဒေသခံတအူးကပြောပါတယ်စစ်ကောက်မရှင်ကရက်ွက်ကြီးရွာလေးမှာမဲပေါက်တဲ့သူကိုစင့်ခေါ်စာနဲ့ခေါ်တော့မှာဖြစ်ပြီးနေအိမ်မှာမရှိတဲ့သူစေခွင့်တင်မဲ့သူတွေကစစ်ကောက်မရှင်ကိုအကြောင်းကြားကား တတ်မှတ်ငွေကြေးပေးပြီးလူအစားထိုးဖို့လဲရှာပေးရမယ်လို့သိရှိရပါတယ်။ငွေကြေးဘလောက်ပေးရမယ်ဆိုတာကသူတို့မှတတ်မှတ်ပြီးပြီ။မဲကြတဲ့မိသားစုကလူမပေးနိုင်တာအိမ်မှာမရှိတာဆိုရင် အုတ်ထင်းသူအေးအေးယူခရမယ်။အခုအပတ်စဉ်19ကစမယ်ထင်တယ်။ပြည်ပရောက်နေတဲ့လူငယ်တွေရှိတဲ့မိသားစုတွေစိတ်ညစ်နေကြတယ်လို့ပြည်မြို့ဒေသခံတဝူကမြို့တော်ကိုပြောဆိုထားပါတယ်။ရခင်ကပေါ်တာဆွဲဖန်းစီကဖန်းစီခံရတဲ့လူငယ်တွေကိုရဲရွာကတင်းနှံစိတ်ထောက်ပံ့ပြီးတင်းနှံပူပေရာက တတ်မှတ်ရခိုင်နှုန်းပြည့်သွားတာဒါမှမဟုတ်လှုပ်ရှားလို့ဝါသွားတာကြောင့်အခုလိုပုံစံတစ်မျိုးနဲ့စစ်မှုထမ်းမှုအတွက်လူစုဖို့ပြင်နေတာဖြစ်နိုင်တယ်လို့မြို့ကန်တချို့ကသုံးသပ်ပြောဆိုနေကြပါတယ်ရှင်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ပြည်သူ့လုံးပါတီအမလောင်းအိမ်ကိုကြက်ဝင်ခိုးတဲ့သူကိုအမလောင်းနဲ့တားဖြစ်သူကရိုင်းနှက်လို့တေဆုံတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ရှမ်းပြည်နယ်တောင်ကြီးမြို့မှာသံဆောင်လှပြင်းနဲ့ကြက်ခိုးတဲ့သူကို ပြည်သူ့ရှေ့ဆောင်ပါတီပြည်သုံးလုံးကလွှတ်တော်အမတ်လောင်းနဲ့တားဖြစ်သူကထိုးကျက်ရိုက်နှလို့လူသေးဆုံးမှုဖြစ်ပွားခဲ့တယ်လို့သိရှိရပါတယ်။နိုဝင်ဘာလ9ရက်နေ့မနက်နာရီအချိန်ခန့်ကတောင်ကြီးမြို့ရက်ကွက်တဲ့နေမြေနှစ်မှာနေထိုင်တဲ့စိုင်းထွန်းစာဆိုသူကပြည်သူ့လုံးပါတီရဲ့လွှတ်တော်ကိုယ်စားလှယ်လောင်းစိုင်းရွှေထီးရဲ့နေအိမ်တွေကကြက်ကိုဝင်ခိုးခဲ့ရကတားဖာ2ဦးရဲ့ဖန်စီရိုက်တက်တာကိုခံခဲ့ရတာပါ။စိုင်းရွှေထီးနဲ့တားဖြစ်သူစိုင်းကျော်စိုးမိုးတို့ကဘလို့ညှော်တော့နဲ့ဝိုင်းရိုက်ကြတာ။ လက်လွန်ပြီးအပြော်တန်းကြက်လာခိုးတဲ့သူတည်သွားတယ်လို့တိတာခန်တဦးကပြောဆိုထားပါတယ်။ပြီးတော့လုံးပါတီကဆိုင်းရွှေထီနဲ့တားဖြစ်သူကိုဆိုင်းကျော်ဆိုမိုးတို့ရဲ့ရိုင်းနှံမှုကြောင့်လော်တာခေါ်ဆိုင်းထွန်းစာဟာအင်ရှိကွန်ကရစ်လမ်းပေါ်မှာနှစ်ဖူးပေါက်ပြဲဒဏ်ရာနဲ့လဲကျသိမ်းဆုပ်ခဲ့တယ်လို့သိရှိရပါတယ်။ဝိုင်းရိုက်တော့ထွက်ပြေးတာသူတို့အင်ရှိကကွန်ကရစ်လမ်းပေါ်မှာပက်လက်အနေအထားနဲ့တည်သွားတာ။ရက်ွက်ထဲကလူတွေရောက်လာတော့ရဲတိုင်လို့အဖမ်းခံရတာ။ ူတို့ပြောတာတော့သူတို့ကိုလာတတ်မဲ့သူထင်လို့လို့ပြောတယ်လို့ဒေသခံတအူးကပြောဆိုထားပါတယ်တောင်ကြီးမြို့မှာရဲစခန်းကရာသတ္တကြီးပုံမှန်300နှစ်မြင်ဆောင်134နဲ့အမှုဖွင့်ထားတယ်လို့သိရှိရပြီးပြည်သူ့လုံးပါတီအမတ်လောင်ဆိုင်းရွှေထီဟာတောင်ကြီးမြို့မဲဆန္ဒနဲ့အမတ်တက်မှဝင်ရောက်ချင်ပြိုင်မဲ့သူလို့သိရှိရပါတယ်ရှင်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့အသက်12နှစ်အရွယ်ထိုင်းမင်းကလေးကိုလူကုန်ကူးမှုနဲ့တန်တရားရှိသူကိုတို့ချိုမှာဖမ်းဆီးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ အသက်၁၂နှစ်အရွယ်ထိုင်းမင်းကလေးတဦးကိုသူ့ရဲ့အနှိတ်ခမ်းမှာအလုပ်လုပ်ဖို့အတင်းအကျပ်စေခိုင်းခဲ့တယ်လို့တန်တရားဖြစ်ပွဲအမျိုးသားတဦးကိုတူချိုရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ပြီးဒီကိစ္စဟာလူကုန်ကူးမှုနဲ့ပတ်သက်နေတယ်လို့လည်းရဲတပ်ဖွဲ့ကတန်တရားရှိနေပါတယ်။တူချိုမျိုးတော်ရဲဌာနကအသက်၅၁နှစ်အရွယ်ဟိုဆိုနိုမာဆာယူကီကိုအသက်၅၅နှစ်အောက်ကလေးငယ်ကိုအလုပ်လုပ်ဖို့အတင်းအကျပ်ပြုလုပ်ခဲ့တယ်လို့ဆွဆွဲချက်နဲ့အလုပ်သမားဆန်တော်ဥပဒေကိုချိုးဖောက်မှုနဲ့ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ကျိုကျိုမြို့မှာရှိတဲ့ဘန်ဂျိုဝါမှာကိုပိုင်အနှိတ်ခမ်းဖွင့်လှစ်ထားတဲ့ဦးစိုးနုဟာဇွန်လနဲ့ဇူလိုင်လတွေမှာမင်းကလေးငယ်ကိုတလခတ်အလုပ်ခံထားပြီးဖောက်တဲ့တွေကိုလိမ်ပိုင်းဆိုင်ရာဝန်ဆောင်မှုတွေပေးစေခဲ့တယ်လို့တန်တရားရှိကြောင်းရဲတပ်ဖွဲ့ကပြောဆိုထားပါတယ်။တန်တရားရှိသူကဆွဆဲချက်တွေကိုဝန်ခံခဲ့လားဆိုတာကိုတော့ထုတ်မပြောထားသေးပါဘူး။အဲ့ဒီမင်းကလေးဟာဇွန်လကုန်ပိုင်းမှာ မိခင်နဲ့အတူဂျပန်နိုင်ငံကို15ရက်တာယာယီဗီဇာနဲ့ဝင်ရောက်လာခဲ့တာဖြစ်ကြောင်းရဲတပ်ဖွဲ့ကပြောကြားခဲ့ပါတယ်။ ဇူလိုင်လလယ်မှာမိကလေးရဲ့မိခင်ဟာဂျပန်နိုင်ငံကနေပြန်လည်ထွက်ခွာသွားခဲ့ပြီးသူမကိုတယောက်ထဲထားခဲ့တာဖြစ်ပါတယ်။အဲ့ဒီမိကလေးကိုအနေခမ်းရဲ့မိဖို့ကြောင့်မှအတင်းအဓမ္မအိတ်ဆက်စေခဲ့ကြောင်းသိရှိရပါတယ်။စစ်စေးမိမြန်ချက်အရာသူမရဲ့မိခင်ဟာသူမကိုဂျပန်ကိုရောက်ရှိတဲ့အနေမှာအနေခမ်းကိုခေါ်ဆောင်သွားပြီးအဲ့ဒီမှာအလုံးလုံးဖို့ပြောခဲ့ကဖောက်တယ်တွေကိုလိန်ပိုင်းဆိုင်ရာဝန်ဆောင်မှုပေးခိုင်းတာလို့လည်းဆိုထားပါတယ်။ဒီအလုပ်ကိုသူမကအထက်ထက်လုပ်ခဲ့ရပါတယ်။အဲ့ဒီအမှုကိုစက်တင်ဘာလလယ်ပိုင်းမှာမိကလေးဟာ တိုဂျိုဒေတာလူဝင်မှုကြီးကြပ်ရေးရုံးကိုတွားရောက်စဉ်ဖော်ထုတ်ခဲ့ခြင်းဖြစ်ပါတယ်။သူမဟာအလုပ်လုပ်ဖို့အတင်းအကျပ်စိတ်ခိုင်းခံခဲ့ရပြီး သူမရဲ့နိုင်ငံကိုပြန်သွားကကြောက်တက်ခြင်းကြောင့်တာဝန်ရှိသူတွေကိုပြောကြားခဲ့တယ်လို့သိရှိရပါတယ်ရှင်။မြို့တော်ရဲ့နေစဉ်သတင်းလေးကိုတင်ဆက်ပေးခဲ့တာပါ။ထူးခြားတဲ့သတင်းတွေကိုနေ့စဉ်တင်ဆက်ပေးပါမို့မြို့တော်ရဲ့ Facebook Page နဲ့ YouTube Channel တို့ကနေစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်။ပြည်သူများအားလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပြီး ဆရာနာရှင်စနေဆိုလောက်ကနေအမြန်ဆုံးလွတ်မြောက်ပါစေကြောင်းနဲ့တဘာဝဘီရဲ့နေအသွေးသွေးမှလည်းကင်းဝေးကြပါစေကြောင်းမြို့တော်အဖွဲ့သားများကဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ရှင်။